ရဲ့ tools ကကြတော့ကိုလိုချင်တဲ့အပိုင်းတွေမလိုချင်တဲ့အပိုင်းတွေကိုပြထုတ်တဲ့အရာပါလားဆိုတာကိုကိုရဲ့အုံနောက်ထဲမှာလည်းတခါတည်းသိရှိသွားနိုင်မယ်လို့ယုံကြည်ပါတယ်။ဆုံးမမင်္ဂလာပါဒီနေ့မာမီစင်ကဒီခက်ခက်ရဲ့ free version မှာဘယ် tools တွေဟာအကောင်းဆုံးအသုံးပြုလို့ရလဲဆိုတာကိုမျှဝေပေးသွားချင်ပါတယ်ဒီ free version ရဲ့ tools တွေထဲမှာဒီနေ့ဘယ်ရာကိုမျှဝေပေးချင်လဲဆိုလို့ရှိရင်ဒါ quick video ကိုဒါမလိုတဲ့အပိုင်းတွေဖြတ်မယ်လိုတဲ့အပိုင်းတွေကိုဆက်မယ်ဆိုတဲ့အခါမှာဘယ် tools လေးကိုအကောင်းဆုံးအသုံးပြုလို့ရလဲဆိုတာကိုထပ်ပြီးတော့မှရှင်းပြပေးချင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီရဲ့ tools တွေကိုဒါအကောင်းဆုံးနားလည်ထားမယ်ကျွမ်းကျင်ထားမယ်ဆိုလို့ရှိရင်တော့မင်းစတို့တွေဘယ် application နဲ့မဆိုဒီရဲ့ tools နဲ့ပတ်သက်ပြီးတော့မှဟိုကိုသိမြင်လာမယ်။ ဒီရဲ့ tools ကကြတော့ကိုလိုချင်တဲ့အပိုင်းတွေမလိုချင်တဲ့အပိုင်းတွေကိုဖျက်ထုတ်တဲ့အရာပါလားဆိုတာကိုကိုယ့်ရဲ့အုံနောက်ထဲမှာလည်းတခါတည်းသိရှိသွားနိုင်မယ်လို့ယုံကြည်ပါတယ်။အဲ့တော့မီဇင်နဲ့တူတူဘယ်ရဲ့ tools လေးကကိုယ့်ရဲ့ video တွေကိုအလွယ်တကူဖျက်ညက်ကလုပ်လို့ရလဲဆိုတာကိုသွားပြီးတော့မှလေ့လာကြည့်လိုက်ရအောင်နော်။မင်္ဂလာပါအဲ့တော့မီဇင်တို့တွေဒီ CapCut ရဲ့ free version မှာပေါ့နော်ကိုလိုချင်တဲ့အပိုင်းတွေမလိုချင်တဲ့အပိုင်းတွေကိုဘယ် tools နဲ့ဖြတ်တောက်ရမလဲဆိုတာကိုပြပြပေးချင်ပါတယ် ဲ့တော့ဒီရဲ့ခက်ခက်ကိုဒေါင်းတဲ့အရာကိုတော့အားလုံးဒေါင်းတက်မယ်လို့ထင်ပါတယ်နော် Android ဓမ္မရေဆိုလို့ရှိရင်တော့ Play Store မှာသွားပြီးတော့မှဒေါင်းပါမယ်နော် Android ဓမ္မရေဆိုလို့ရှိရင် Play Store မှာဒေါင်းပါမယ်နောက်တစ်ခုကကြတော့အာ iPhone ဓမ္မရေပေါ့နော် iPhone ဓမ္မရေဆိုလို့ရှိရင်တော့ App Store မှာသွားပြီးတော့မှဒေါင်းပါမယ် အဲ့ဟုတ်ပြီမိစင်တို့တွေကအာနော်ကိုလိုချင်တဲ့အပိုင်းတွေမလိုချင်တဲ့အပိုင်းတွေကိုဖျက်တောက်ဖို့အတွက်ဆိုလို့ရှိရင်ဒါဗီဒီယိုကလစ်တစ်ခုရှိထားဖို့တော့လိုအပ်တယ်ပေါ့နော်ဗီဒီယိုကလစ်ကိုတစ်ခုရိုက်ထားဖို့တော့လိုအပ်တယ်အဲ့တော့ဒီမှာခပ်ခပ်ဖဲကိုတစ်ချက်ဝင်လိုက်ပြီဝင်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တွားဒီလိုပုံစံတွေ့လိုက်မယ်ဒီအောက်မှာတွေ့ရတဲ့ဗီဒီယိုတွေကကြတော့မိစင်တို့ဟာဟို project အနေနဲ့စိတ်ထားတာဖြစ်တယ်ပေါ့နော် project ဆိုတာကကြတော့ ကိုကအာဗီဒီယိုတစ်ခုကိုဖန်တီးလိုက်တယ်ဖန်တီးလိုက်တဲ့အခါမှာဆိုလို့ရှိရင်တီးဖြစ်လာရဲ့ဗါရီလုံနေတယ်ဒါပေမဲ့အာအလုံးမပီးသေးပဲနဲ့တနည်းအားသွားရတာတော့ဒါမှမဟုတ်တစ်ခုခုအာတော့မီးပြတ်သွားတာပဲဖြစ်အဲ့လိုမျိုးဖြစ်သွားတဲ့အချိန်တွေခိုက်တက်နေမှာဆိုလို့ရှိရင်သူကဒီမှာလာပြီးတော့မှ project တစ်ခုအနေနဲ့လာပြီးစီပြီးတယ်အဲ့ဒီခါကျလို့ရှိရင်မင်းစင်တို့က ပြန်မျောမှာကိုဗီဒီယိုကို edit ပြန်လုပ်ခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီ project ထဲမှာလာပြီးတော့မှကိုပြန်ပြီးတော့ edit ပြန်လုပ်လို့ရတယ်။အဲ့တော့ video ပြီးသွားပြီးအဲပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းကိုကစိတ်တိုင်းမကြဘူးဆိုလို့ရှိရင်လည်းပြန်မျောမှာ edit ခြင်းနဲ့ဆိုရင်ဒီရဲ့ project မှာလာပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်။အဲ့တော့ဟုတ်ပြီမိစင်တို့တွေကဒီမှာဆိုလို့ရှိရင်အင်အောင်ဆုံးပါ feature ကိုတွေ့ရမယ်ဆိုရင် auto cut တွေ့ရမယ် remove background တွေ့ရမယ် photo editor ပုံပြင်တဲ့အရာတွေ product photo AI နဲ့ပတ်သက်တဲ့အရာတွေနောက်ခုဒီ expand ဆိုတာနှိမ့်လိုက်တာနဲ့ဒီမှာပုံစံတွေအများကြီးကွာတွေ့ရမယ်ပေါ့နော်လောလောဆယ်မှာတော့မြန်မာဒီရဲ့အရာတွေကိုမပြောခင်မှာဒီ new project နဲ့ပတ်သက်ပြီးတော့မှအရင်ဆုံးပြောမယ်ပေါ့နော်အဲ့တော့ကိုကဗီဒီယိုတစ်ခုကိုစပြီးတော့မှတီးဖြတ်တော့မယ်ဆိုလို့ရှိရင်ဒါ cap cap application နဲ့တီးဖြတ်မယ်ဆိုလို့ရှိရင်တော့ဒီမှာဒီလိုပုံစံအနေထားတွေ့ရမယ်အဲ့ခါကြလို့ရှိရင်ကိုကဒီမှာ new project ဆိုတဲ့အရာလေးကိုတစ်ချက်ရွေးချယ်ရမယ် ဲ့ဒီမှာဆိုလို့ရှိရင်မင်းတို့တွေကအဲဗီဒီယိုကလစ်တစ်ခုကိုရွေးချယ်ရမယ်ပေါ့နော်ကိုပဲဗီဒီယိုကိုဖန်တီးမှလည်းပဲဗီဒီယိုကိုရိုက်မှလည်းဆိုတော့ကိုကဖန်တီးထားဖို့လိုအပ်တယ်အဲ့တော့ဒါဆိုလို့ရှိရင်မင်းကဒီမှာဗီဒီယိုကလစ်တစ်ခုယူလိုက်တယ်ဒီမှာဆိုလို့ရှိရင်သူက HD လို့ပုံစံပြထားဖြစ်တဲ့အတွက်ကြောင့်လို့မင်းက HD ဆိုတဲ့ဟာလေးကိုရွေးချယ်ပြီးယူပြီးတော့ Edge ရဲ့အရာလေးကိုနှိပ်လိုက်ပါမယ်ထည့်လိုက်ပြီဆိုလို့ရှိရင်မင်းတို့ကဒီမှာဒီအောက်မှာကြည့်မယ်ပေါ့နော်ဒီအောက်မှာကျတော့ဒါက tools လို့ခေါ်တယ် ော်ကရိယာလို့ခေါ်တယ်နောက်တစ်ခါကျတော့ဘာလို့ထပ်ခေါ်သေးလဲဆိုလို့ရှိရင်အဲ interface ပေါ့နော်မျက်နှာပြင်ပေါ့ခက်ခက်ရဲ့ interface မျက်နှာပြင်ပုံစံပေါ့မျက်နှာပြင်ကကျတော့ဒီမှာဒီရဲ့အရာတွေနော် edit audio တွေ test တွေဘာတွေအားလုံးတွေ့ရမယ် edit ဆိုတဲ့အထဲကိုချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာ video လေးကိုလည်း clip တစ်ခါတည်း ုတ်ထားပြီးသားဖြစ်သွားရပေါ့နော်ဒီမှာဆိုလို့ရှိရင်မင်းစင်တို့တွေကဗီဒီယိုတွေကိုအာအပိုင်းလိုက်ဖြတ်မယ်ပေါ့နော်ကိုလိုချင်တဲ့အပိုင်းတွေမလိုချင်တဲ့အပိုင်းတွေကိုဖြတ်တောက်ဖို့အတွက်ဆိုလို့ရှိရင်မင်းစင်တို့အသုံးပြုရမယ့် tools ဒီ split ဆိုတဲ့ tools လေးဖြစ်ပါတယ်နော်ဒါကကြတော့လိုချင်တဲ့အပိုင်းအပိုင်းဖြတ်တာပေါ့နော် အဲ့ဒါဒီ spit ဆိုတဲ့ tool လေးကိုတေချာမှတ်ထားပါသူရဲ့ကြိယာပုံစံပေါ့နော်အဲသူရဲ့ဒီ tools ပုံစံလည်းဒီလိုပုံစံကြိယာမျိုးဖြစ်တယ်အဲ့ဒီလိုပုံစံမျိုးပဲတခြားတော့ application မှာလည်းဒီ spit ဆိုတဲ့အရာနဲ့ပဲမိစင်းတို့တွေကအသုံးပြုတယ်ပေါ့နော်အဲ့တော့ကိုကဒီ cap cap နဲ့အသုံးပြုခြင်းမူ inshot နဲ့အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်လည်း inshot မှာ video ကိုပိုင်းဖြတ်မယ်ဆိုရင်လည်းဒီ spit ဆိုတဲ့အရာနဲ့ပဲအသုံးပြုတယ်ပေါ့နော်အဲဒါကြောင့်မို့ဒီ spit ဆိုတဲ့အရာကကိုလိုချင်တဲ့အပိုင်းတွေကိုဖြတ်တော့မယ်လိုချင်တဲ့အပိုင်းတွေကိုဆက်မယ်ဆိုတဲ့အခါမှာဒီ spit tool ကိုသုံးမယ် ယ်ဆိုတာကိုကိုတိတိချာချာလေးတိထားပြီဆိုလို့ရှိရင်ဘလို့ application နဲ့ပဲဖြစ်ဖြစ်ကိုကဗီဒီယိုကိုပိုင်းဖြတ်မယ်ဆိုရင်ဒီ split tool ကိုပဲအသုံးပြုလိုက်ရုံပဲပေါ့နော်ဒီရဲ့ຢာလေးကိုတိချာလေးကိုရဲ့အုံနောက်လေးထဲမှာမှတ်မိဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်မိစင်တို့တွေကအဲဗီဒီယိုကလစ်ကိုဒီမှာစပြီးတော့မှ play နှိပ်ကြည့်မယ်ပေါ့နော်။ဒါနဲ့ကိုယ်ဖြတ်ချောက်ပုံစံပါချင်တာပေါ့နော်။ဖြတ်ချောက်ပုံ။ဒီရှိမှာဆိုလို့ရှိရင်မိစင်ရဲ့အတန်အပါနေရေပေါ့နော်။ ဖြစ်ချောက်ဒီလိုပြောနေတဲ့အတန်ပါနေတယ်မိစဉ်ကမပါခြင်းဘူးဖျက်ချင်တယ်ဆိုလို့ရှိရင်ဘယ်နာနေဘယ်နာအထိဖျက်လဲဆိုတာကိုအရင်ဆုံးပါလို့ပို့လွယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုအပလေးနှုတ်ပြီးတော့မိစဉ်တို့ရာ နားထောင်ပေးဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ဗီဒီယိုကိုနားထောင်ပေးဖို့လိုအပ်တယ်။နားထောင်ပေးပြီးတော့မှပဲပညာဟာဖြတ်တဲ့မဖြတ်တဲ့ဆိုတာကိုကိုသိမှဖြစ်တယ်ပေါ့နော်။အဲ့တော့စပြီး play နားထောင်မယ်။ဒီတိုင်းလေးကိုဖြတ်ချောက်ပုံစံပါချင်တာပေါ့နော်။ဖြတ်ချောက်ပုံ။အဲကိုယ့်ရဲ့အတန်တွေရက်သွားတာနဲ့ဆိုရင်မင်းစီတို့ကဒီရက် pass လေးနေလိုက်တဲ့ခါမှာဆိုလို့ရှိရင်ဒီမှာဒီအဖြူချောင်းလေးကလည်းတခါတည်းတမ်းပြီးတော့မှရက်တက်သွားရပေါ့နော်အဲ့တော့ဒီအဖြူချောင်းရက်တက်သွားတဲ့နေရာမှာကိုမင်းစင်တို့တွေကပါလို့လို့ရလဲဆိုရင် split strata လေးကိုနေလိုက်မယ်ဆိုလို့ရှိရင်တော့ဒါ video clip ဟာအပိုင်းနှစ်ပိုင်းဖြစ်သွားမယ်ပေါ့နော်မင်းစင်တို့တွေရွေးချယ်တာက video clip ကတစ်ပိုင်းထဲပဲရွေးချယ်ထားတယ်ဒါပေမဲ့ဒီ split ကိုနေလိုက်မယ်ဆိုလို့ရှိရင်တော့ video ဟာအပိုင်းနှစ်ပိုင်းဖြစ်သွားမယ်အဲ့တော့စပြီးပြန်ပြီးနားထောင်မယ်အတန်ရက်သွားတဲ့နေရာမှာကို pass နေလိုက်မယ်ပေါ့နော်အဲ့ဒီကိုဖြစ်ချောက်ပုံစံပါချင်တာပေါ့နော် အဲအတန်ပိတ်သွားညံမာမီစင်ကရက်လိုက်ပြီဆိုလို့ရှင်ဒီမှာဒီရဲ့ဗီဒီယိုလဲ clip တစ်ခါလေးလောက်ထားပြီးဒါအဖြူချောင်းလေးရတယ်ဒီမှာတစ်ခါလေးရက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဘာပဲလုပ်ရုံပဲလဲဆိုရင် split ရဲ့ရာလို့နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ဗီဒီယိုဟာအပိုင်းနှစ်ပိုင်းလေးဖြစ်သွားပြီဟုတ်ပြီနော်ဗီဒီယိုအပိုင်းနှစ်ပိုင်းအဲဖြစ်သွားလားမဖြစ်သွားလားသိချင်တယ်ဆိုရင်ဒီမှာဒီလိုကြားထဲမှာ queen grey တစ်ခုပေါ်လာတယ်ဒါဆိုလို့ရှိရင်ပထမတစ်ပိုင်းနဲ့ဒုတိယတစ်ပိုင်းပေါ့အဲ့အရာကိုဆက်ထားပေးရသည်ဒီအဖြူချောင်းလေးကဆက်ထားပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ ဗီဒီယိုနှစ်ပိုင်းဖြစ်သွားပြီဆိုလို့ရှိရင်ကိုမလိုချင်တဲ့အပိုင်းအပယ်တစ်ပိုင်းလည်းထပ်ပြီးစဉ်းစားမယ်။ကိုမလိုချင်တဲ့အပိုင်းကဒီပထမတစ်ပိုင်းဆိုလို့ရှိရင်တော့မြင်စင်တို့တွေကဘာလုပ်မလဲဆိုရင်သူ့ကိုဆက်လက်မှတ်လိုက်မယ်။ Green ကလေးပေါ်လာပြီဆိုရင်ဒီမှာ delete နှိပ်လိုက်မယ်။ဒါဆိုလို့ရှိရင်တော့ပထမဆဆပိုင်းမှာကိုမလိုချင်တဲ့အပိုင်းကိုလွယ်လွယ်တူတူဖြတ်ထုတ်နိုင်သွားပြီပေါ့နော်။နောက်ထပ် play ဆနှိပ်မယ်။ကိုယ်ဖြတ်ချောက်ပုံစံပါခြင်းလားဗောဖြတ်ချောက်ပုံစံပါခြင်းလေဆိုလို့ရှိရင်အဲဟုတ်ပြီအဲဒါဆိုရင်ခဏဒီမှာထားမယ် စတန်လေးထောင်ပြီးတော့မှမျိုးစုံကိုချိန်ထားမယ်ပြီးစပြီးရှောင်းမယ်ပေါ့နော်အဲဒီလူမထွက်လာတဲ့နားရယ်ပြီးနောက်ကိုအတန်မပါရဲ့နားအောင်မီစင်တို့တွေယူမယ်ပြန်ပြီးနားထောင်မယ်ပေါ့နော်အချင်းနေဆိုလို့ရှိရင်အဟုတ်ပြီအဲဒါဆိုရင်ခဏဒီမှာထားမယ်စတန်လေးထောင်ပြီးတော့မှမျိုးစုံကိုချိန်ထားမယ်ပြီးစပြီးရှောင်းမယ်ပေါ့နော် အဲလူထွက်တာရဲ့နေရာဒီနေရာဆိုရင်နည်းနည်းလေးကိုမင်းစင်တို့တွေကဖက်နောက်လေးနည်းနည်းပြန်ဆုတ်မယ်ပေါ့နော်လူနည်းနည်းလေးမထွက်လာရင်နားလောက်ထိအဲဒါဆိုရင်ဒီနားလောက်ထိကိုမင်းစင်တို့တွေကအဖြူချောင်းလေးကိုတစ်ချက်ဒီမှာရက်တန်းလိုက်တယ်ရက်တန်းလိုက်တာနဲ့အများဗီဒီယိုကိုမင်းစင်တို့တွေကလစ်တစ်ချက်လုတ်ပေးဖို့လိုအပ်တယ်အဲ့ဒါမှာ split ray အရာလေးကပေါ်မှာမလုတ်ဘူးဆိုလို့ရှိရင်တော့ split ray tools ကမပေါ်ဘူးပေါ့နော်အဲ့တော့ဗီဒီယိုကလစ်တစ်ချက်မှတ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ ဒီမှာဘာလေးတွေရှိတယ်ဒီဘာလေးပေါ်လာမယ်ပေါ့နော်အဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ဒီမှာ split ray ရာလေးပေါ်လာပြီအဲ့တော့ဒီမှာ split ray ရာလေးနှိမ့်လိုက်မယ်အဲ့တော့ထပ်ပြီးတော့မှ video ဟာအပိုင်းနှစ်ပိုင်းပြန်ဖြစ်သွားပြီပေါ့နော်ခုနပထမတစ်ပိုင်းရတော့မင်းစိုးဖြတ်လိုက်ပြီဒီမှာဒုတိယတစ်ပိုင်းနဲ့ပထမတစ်ပိုင်းအဲ့တော့ကိုမလူချင်းတဲ့အရာပထမတစ်ပိုင်းဆိုရင် select မှတ်ပြီးတော့မှ delete လေးနှိမ့်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ play စပြီးနှိမ့်ကြည့်မယ် အဲ့တော့ကြည်နေရင်းနဲ့ဆိုလို့ရှိရင်ဒီမှာမင်းစင်တို့ကဒီကြားထဲမှာဆိုလို့ရှိရင်တော့လွတ်နေတဲ့အရာမျိုးရှိတယ်။ဒီမှာဒီလူကဒီဘက်ပြန်သွားတဲ့အရာမျိုးရှိရယ်ပေါ့နော်။ဒီရဲ့အရာကိုမင်းစင်တို့ကမလို့ချင်ဘူး။နော်။ဒီရဲ့အရှိပိုင်းကိုကကြတော့မင်းစင်တို့ကယူမှာဖြစ်တယ်ပေါ့နော်။ဒီအရှိပိုင်းကိုကြတော့မင်းစင်တို့ယူမယ်။ဟုတ်ပြီဒါဆိုရင်ပလေးစနိုင်ကြည့်မယ်။ကိုကဘယ်နားလောက်ထိကိုကိုယ့်ရဲ့ဗီဒီယိုယူမှာလဲပေါ့နော်။ဒါဆိုရင်အပန်းလေးကြီးရဲ့နားလေးပေါ့နော်။ပန်းလေးကြီးရဲ့နားလေးကိုတစ်ချက်ယူမယ်ပေါ့။နော်။ ပြီးရင်ကိုကဒီမှာဒီဘက်ကိုပြင်ပြီးဖြတ်လျှောက်လာဆိုဒီရရင်မလို့ရှင်ဘူးပြီးဒီကြားထဲမှာဆိုလို့ရှင်လေအမမလုံနေပဲနဲ့လွတ်နေရအရာမျိုးရှိရဲ။ဒါမျိုးလဲမိစင်လို့မလို့ခြင်းဘူး။အဲ့တော့ကိုဗန်နာတိလို့ခြင်းလဲဆိုတာပလီပြက်နေကြည့်မယ်။ အဲ့တော့ကိုကဒီနားတော့ပဲလိုချင်နေဆိုရင်မိစင်တို့က pass နှိပ်လိုက်တယ်ပေါ့နော်ရက်လိုက်တယ်ရက်လိုက်တာနဲ့ဒီမှာအဖြူချောင်းလေးလည်းတစ်ခါတန်းရက်သွားတယ်အဲ့တော့ဗီဒီယိုကိုဆလမ်မတ်မယ်မှတ်ပြီးသွားပြီဆိုရင်ဒီမှာ split ကိုနှိပ်လိုက်မယ်ဟုတ်ပြီနော်ဒီခါတော့မိစင်တို့တွေကဖျက်ရမယ့်အရာမတွေ့သေးဘူးဟုတ်ပြီနော်ဒီခါမှာမိစင်တို့ဖျက်ရမယ့်အရာမတွေ့သေးဘူးဘာကြောင့်လဲဆိုတော့ဒီရဲ့အပိုင်းကမိစင်တို့လိုချင်တဲ့အပိုင်းဖြစ်နေတယ်ခုနလိုမလိုချင်တဲ့အပိုင်းမဟုတ်ဘူးဒါဟာလိုချင်တဲ့အပိုင်းဖြစ်နေတယ်ဟုတ်ပြီနော် တော့မလို့ချင်းတဲ့အပိုင်းဘယ်မှာလဲဆိုတာကိုဒီဒုတိယပိုင်းအနေနဲ့စဉ်းလို့ပြန်ပြီးတော့ဆက်ကြည့်သွားရမယ်ပေါ့နော်အဲ့တော့ play နိုင်မယ်အဲဒါဆိုလူမထွက်လာခင်တိကိုမင်းစင်တို့တွေကမလို့ချင်တာပေါ့နော်အဲ့တော့နောက်လေးနည်းနည်းပြန်ဆုပ်လိုက်မယ်လူကိုနော်နောက်နည်းနည်းပြန်ဆုပ်လိုက်မယ် အဲဒီလောက်အနေထားမှာမင်းစင်တို့တွေကမလို့ချင်းတဲ့အပိုင်းကဒီရဲ့ဟာနေပြီးတော့မှဒီတိကိုမလို့ချင်းတဲ့အပိုင်းဖြစ်နေတယ်။အဲ့တော့ဗီဒီယိုဟာနှစ်ပိုင်းဖြစ်နေတယ်။ဒီရဲ့တစ်ပိုင်းကိုဒါမင်းစင်တို့တွေဒီမှာ split နှိပ်လိုက်ပြီးဆိုလို့ရှိရင်တော့ဗီဒီယိုဟာသုံးပိုင်းဖြစ်သွားမယ်။ဟုတ်ပြီနော်။ဗီဒီယိုကဒီမှာပထမလို့ချင်းတဲ့အပိုင်းဖြစ်မယ်။ဒါဒုတိယဒီမှာလုံးဝမလို့ချင်းဘူး။နော်ဒီနောက်ပြန်လဲ့သွားတာရယ်ပြီးဘာမှပလာဖြစ်နေတဲ့အရာတရားမလို့ချင်းဘူး။တမီလို့ချင်တာဒီဒီမှာ အဲလူလျှောက်သွားတဲ့နေရာကိုပြင်ပြီးလိုချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့မလိုချင်တဲ့အပိုင်းကဘယ်ပိုင်းလဲဆိုတာတခြားတိသွားပြီဆိုရင်ဒီအလဲအပိုင်းကိုတစ်ချက်ဆက်လက်မှတ်မယ်ပြီး delete နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့အပိုင်းဟာနှစ်ပိုင်းလေးဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ play ထပ်နှိပ်မယ် အော်ဒါဆိုလို့ရှိရင်ဗီဒီယိုကရိုက်ရတာကတော်တော်ကြာနေရယ်ဗီဒီယိုရိုက်တာကြာနေအောင်မင်းစင်တို့တွေကမလိုချင်ဖျက်ချင်နေပါတော့အဲ့ဒါဒီမှာပထမတစ်ပိုင်းနဲ့ဒုတိယတစ်ပိုင်းပထမတစ်ပိုင်းမှာလိုချင်တဲ့တစ်ပိုင်းရှိပြီဆိုရင်ဒုတိယပိုင်းမှာမလိုချင်တဲ့အရာပိုင်းရှိအောင်လဲဆိုတာကိုဒုတိယပိုင်းအနေနဲ့ please စပြီးနေကြည့်မယ်အဲဒါဆိုလို့ရှိရင်ခုနကလှုပ်တဲ့ပုံစံတွေကတူတူပဲအဲ့တော့ကိုက မလို့ချင်တော့နည်းနည်းလေးပုံစံပြောင်းသွားရနေရာပဲနေရာရှိမယ်ကြည့်ရအောင်အဲဒီဒုတိယပိုင်းမှာဆိုရင်ဖုန်းတွေပါတယ်ထုတ်လာတာရှိလာပြီဖုန်းနဲ့ရိုက်နေရမျိုးရှိလာပြီပေါ့နော်ဒီပထမပိုင်းမှာကျတော့ကိုကအပင်လေးပဲကြည့်နေရုံပဲရှိသေးရဲ့ပေါ့နော်အဲ့တော့ဒီကနေစပြီးတော့မမီစင်တို့တွေဖုန်းထုတ်လိုက်တဲ့နာထီကိုတစ်ချက်သွားမယ်ပေါ့နော် အဲဒီဖုန်းထုတ်လိုက်တဲ့နာအဲဒီနေရာမှာဖုန်းအဲဖုန်းပြန်ထည့်ပြီဒီနေရာမှာဖုန်းထုတ်တယ်ဆိုလို့ရှိရင်မင်းစင်တို့တွေကဒီအရှိယပိုင်းရကြတော့ကိုကမလို့တဲ့ပိုင်းဖြစ်သွားပြီဘာလို့လဲဆိုတော့ရှေ့ကအပိုင်းနဲ့ကကိုကယူထားပြီးသားဖြစ်နေရေပေါ့နော်အဲ့တော့ဆက်ပြီးတော့မှဒီဗီဒီယိုဆက်လက်မှတ်ပြီးတော့မှ split လေးနှိပ်လိုက်မယ်ဒါဆိုရင်ဗီဒီယိုဟာ၃ပိုင်းဖြစ်သွားပြီအဲ့တော့ကိုမလို့ခြင်းတဲ့အပိုင်းဒီဒီဒုတိယအပိုင်းနော်ဒုတိယအပိုင်းဆိုတာတေချာလာပြန်ပြီးတော့မှတစ်ချက်မင်းစင်တို့တွေပြန်ပြီးစစ်မယ် အဲဒီဒုတိယပိုင်းတည်ချရဆိုလို့ရှိရင်ဒုတိယပိုင်းကိုဆလက်မှတ်ပြီးတော့မထလီနေလိုက်ဒါဆိုလို့ရှိရင်တော့အမ်လိုချင်တဲ့ပိုင်းတွေပျောက်သွားပြီအဲ့တော့ဒီမှာပုံကြည့်ပန်လေးကြည့်နေတဲ့နေရာနေပြီးတော့မှဖုန်းကိုထုတ်ကင်လိုက်တဲ့ပုံစံအနေထားလေးပေါ့အဲနော်ဒီလိုမျိုးတွေမိစင်တို့တွေကဆက်သွားမယ်အဒီမှာဆိုလို့ရှိရင်ဖုန်းနဲ့ရဲတဲ့ခါမှာဆိုလို့ရှိရင်အရင်ကိုကြာနေရဲ့ကိုဗီဒီယိုကအရင်မကြာနေတဲ့ပေါ့နော်ဖုန်းနဲ့ဗီဒီယိုရိုက်ပြီးတော့မှတို့ကဒီမှာနောက်ပြန်ထွက်သွားရဲ့ဆိုလို့ရှိရင် အဲဒီမှာနောက်ပြန်ထွက်သွားတဲ့ဟာပါချင်လားပေါ့မပါချင်ဘူးဆိုလို့ရှိရင်တော့မိစင်တို့ကဒီနားလောက်ထိပုံရိုက်နေရဲ့နားလောက်ထိကိုပဲယူလိုက်လဲရတယ်ပေါ့နော်အဲ့တော့အဲ့လိုမှမဟုတ်ဘူးကိုကဒီနောက်ပြန်လဲထွက်သွားတဲ့အရာပါချင်တယ်ဆိုလို့ရှိရင်တော့ဒီနားထိကိုမိစင်တို့တွေကယူလို့ရတယ်ပေါ့နော်ဒီနားထိကိုမိစင်တို့ယူလို့ရတယ်ဒီအနောက်ကဟာကိုပြန်ကြည့်မယ်အနောက်ဟာကြည့်မယ်ဆိုလို့ရှိရင်တော့လုံးဝကို အရှုခင်တက်တက်ကြီးပဲရိုက်ထားဖြစ်တယ်ဆိုတော့နောက်ကဟာဖြတ်ထုတ်ပြင်မှရမယ်ပေါ့နော်အဲ့တော့ဒီကနေတဖြည်းဖြည်းပြန်ကြည့်မယ်ပြန်ကြည့်အခါမှာထွက်သွားတဲ့ပုံစံဒီနားလောက်ထိဆိုရင်ဗီဒီယိုကလစ်တစ်ချက်မှတ်မယ်ဆပ်လစ်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်မိစင်တို့တွေကဒီအရှေ့အပိုင်းကလူကျင်တဲ့အပိုင်းဖြစ်သွားပြီဒီအနောက်အပိုင်းကကြတော့မလူကျင်တဲ့အပိုင်းဖြစ်သွားပြီအဲ့တော့ကိုကဒီအနောက်အပိုင်းကိုဒီမှာဆက်လက်လက်မှတ်ထားပြီးဆိုတော့ဒီခါရဲ delete တန်းနှိပ်လိုက်မယ်ဒါဆိုရင်တော့မိစင်တို့တွေက ီဒီယိုလေးကိုလိုချင်တဲ့ပိုင်းတွေမလိုချင်တဲ့ပိုင်းတွေကိုဖြန့်ညက်ကက်ဆက်သွားပြီးပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်လည်းဒီမှာဒီလိုပုံရိုက်တဲ့အရာအရန်ကိုကြာနေရဆိုလို့ရှိရင်ကိုကပေါ့နော်ကိုရဲ့ဗီဒီယိုဟာအရန်ကိုတီးဖြဲမဲ့အရာရှည်လျားတယ်ဒါတော့တော်တော်လေးပဲမဟုတ်ဘူးဆိုလို့ရှိရင်တော့မင်းစင်တို့ကအာနော်ဒီပုံရိုက်တဲ့နေရာမှာဆိုရင်တော်တော်ကြာတယ်အဲ့တော့ပုံနည်းနည်းလေးရိုက်တဲ့ပုံစံလေးကိုပဲဟိုကအဲဒီမှာဖမ်းလိုက်လို့ရရပါတော့ဒီနားလောက်ကြည့်ကိုပဲယူလိုက်လည်းရတယ်ဒီအနောက်ကဟာလေးတွေကိုမင်းစင်တို့တွေကဖြတ်ပစ်လိုက်လို့လည်းရရပါတော့အဲ့တော့ဒီမှာ ဗီဒီယိုဆက်လက်မှတ်မယ် separate နှိပ်ချလိုက်မယ်ဒီအနောက်ကတစ်ပိုင်းကိုမလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ select ကလည်း auto မှတ်ထားပြီးသားဖြစ်နေရေပေါ့နော်အဲ့တော့တန်းပြီးတော့မှ delete ဆိုတာလေးကိုနှိပ်လိုက်ရုံပဲဒါဆိုလို့ရှိရင်တော့မြင်စင်တို့တွေကဗီဒီယိုဟာအပိုင်းနှစ်ပိုင်းလောက်လေးနဲ့ပဲပြန်ပြီးတော့မှဖြစ်သွားတယ်ပေါ့နော်အဲဒီမှာနော်ဗီဒီယိုအပိုင်းနှစ်ပိုင်းလောက်လေးနဲ့ကိုအဆုံးသက်သွားဖြစ်ပါတယ် ကဲဒါဆိုလို့ရှိရင်တော့ဒီနေ့မှာအရှိအရှိအပိုင်းတွေအနောက်ကပိုင်းတွေအလဲအပိုင်းတွေကိုဘယ်လိုမျိုးလှလဲကူကူဖျက်တောက်ရမလဲဆိုတာကိုအားလုံးနားရတဲ့ဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။နားမလည်ရရှိရဆိုလို့ရှိရင်မင်းစီကိုချိန်မေးလာပြီးမေးလို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။ဘိုင်ဘိုင်။